င်္ဂလာရီယာယီအစိုးရရဲ့ခေါင်းဆောင်မူဟာမက်ယူနိုသာယာဒူကနေနှုတ်ထွက်ဖို့စဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာရဲ့အစိုးရပြောကြားစေခဲ့တဲ့လူမှုအောင်ကြောင်းမှုအပြီးဖွဲ့စည်းထားတဲ့ယာယီအစိုးရမှာဗန်လုံငန်းရှင်နဲ့ငင်းချင်ရေးနိုဘယ်ဆုရှင်ယူနိုစ်ကအတိုင်းအမေကန်ချုပ်ယာဒူကိုလက်ခံယူပြီးဦးဆောင်နေတာဖြစ်ပါတယ်။ယူနိုစ်ရဲ့ယာယီအစိုးရဟာရွေးကောက်ပွဲကျင်းပပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒီမိုကရေစီနိလန်းနဲ့အညီတင်မြှောက်တဲ့အစိုးရလက်ထက်ပြန်လည်အနံ့မဲလို့ကတိပေးထားပါတယ်။ဒါပေမဲ့ယူနိုစ်က နိုင်ငံရေးပါတီအားလုံးစီကပူးပေါင်းပါဝင်မှုကိုလိုလားနေတယ်လို့အမျိုးသားနိုင်ငံသားပါတီ NCP အကြီးအကဲနာဟိဘ်အစ္စလမ်ကပြောပါတယ်။သူဟာအတိုင်းအမြင်ကန်ကျုံနဲ့တွေ့ဆုံခဲ့ကြောင်းပြီးတော့နိုင်ငံရေးပါတီတွေကမထောက်ခံဘူးဆိုရင်နှုတ်ထွက်ဖို့စဉ်းစားနေတယ်လို့ UNUS ကပြောကြားခဲ့ကြောင်းနာဟိဘ်ကဆိုပါတယ်။ UNUS နှုတ်ထွက်နိုင်ခြေတဲ့တဲ့တွေကလည်းပြန့်နှံ့နေတာကြောင့်သူဟာဒီကိစ္စကို UNUS နဲ့တိတိကျကျဆွေးနွေးဖို့လိုလားကြောင်းလဲနာဟိဘ်ကအမှတ်ချက်ပေးသွားခဲ့ပါတယ်။အသက်၈၀နှစ်နဲ့ရွယ် UNUS ဟာ နိုင်ငံရေးပါတီတွေနဲ့လက်တွေ့လှုပ်လှုပ်သွားခြင်းပေမဲ့သူစီကိုဗဟိုပြိုကျရောက်နေတဲ့အမြောက်များလာစားသောတောင်းဆိုမှုတွေအတွက်စိတ်ပြက်နေတယ်လို့နှိဆက်သူတွေကပြောပါတယ်။ယူနော့သာပါတီရဲအနေနဲ့သူ့ကိုမထောက်ခံခြင်းမူဆိုရင်သူလည်းနှုတ်ထွက်ဖို့စဉ်းစားထားတယ်လို့အစိုးရအဖွဲ့ဝင်တွေကအသိပေးခဲ့ကြောင်းသူ့ရဲ့အတွင်းစီအရာရှိတယောက်ကပြောပြပါတယ်။လူ widetilde များတဲ့ပါတီတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်မျိုးသားရေးပါတီ BNP ကယာယီအစိုးရကိုဆန္ဒပြတဲ့ခြေတော်ပွဲတစ်ခုကိုမျိုးတော်ဒါကမှဥဆောင်ကျင်းပခဲ့တဲ့နောက် ယူနော့စ်ကယာရူကနေနှုတ်ထွက်မယ်ဆိုတဲ့သဘောမျိုးတုံ့ပြန်လာတာဖြစ်ပါတယ်။ BNP ကယာယီအစိုးရအနေနဲ့ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်တဲ့လမ်းပြမြေပုံကိုမြန်မြန်ဆက်ဆက်မကျင်းပဘူးဆိုရင်အစိုးရနဲ့ပူးပေါင်းနေမှုတွေကိုရုတ်သိမ်းမယ်လို့ချိန်ချောက်ထားပါတယ်ရှင်။